ကနေဒါမှာနိုင်ငံတကာကျောင်းသား94ရာခိုင်နှုန်းပညာသင်ကြားလိုကြောင်းတွေ့ရှိကနေဒါဟာနိုင်ငံတကာကျောင်းသားတွေအတွက်အဓိကမျက်စိကျဆရာနိုင်ငံတနိုင်ငံဖြစ်လာပြီးကနေဒါမှာပညာသင်ကြားလိုသူ94ရာခိုင်နှုန်းရှိတယ်လို့ Writer စစ်တမ်းအရာသိရပါတယ်ကျောင်းသား150စီကစစ်တမ်းကောက်ယူထားတဲ့ App Line ပုတ်ရဲ့2025ကျောင်းသားစစ်တမ်းအရာ ပြည်သူသူ89ရခိုင်နှုန်းကကနေဒါမှာပညာသင်ကြားဖို့အစိတ်အားထက်သန်နေကြောင်း VN Express International မှာရေးသားဖော်ပြထားပါတယ်။ကျောင်းသား65ရခိုင်နှုန်းကကနေဒါ၊ Australia ၊ Germany ၊ Ireland ၊ UK နဲ့ America တို့ပါဝင်တဲ့နိုင်ငံ6နိုင်ငံကိုတထည့်သွင်းစဉ်းစားလာကြပါတယ်။နေထိုင်မှုစရိတ်တွေပြည့်တက်လာတာကြောင့်ငွေကြေးကုန်ကျစရိတ်တက်နိုင်မှုအပေါ်ကျောင်းသားအများပြားကအလေးထားဆုံးဖြတ်လာကြပါတယ်။ 95ရက်ခိုင်နှုန်းကပညာသင်စိတ်ကမင်းအောင်အချိန်မှအလုံးလုံးဖို့လိုကြောင်းပြောကြလာပြီး3သိတသမ5ရက်ခိုင်နှုန်းကအသုံးစိတ်တရားစီမံဖို့လိုကြောင်းပြောလာပါတယ်။အလောက်ကန်အခွေလန်းကလည်းအရေးပါပြီးအင်ဂျင်နီယာအလောက်ကနိုင်ငံတကာကျောင်းသားအများဆုံးစိတ်ဝင်စားတဲ့အလောက်ကန်ဖြစ်ပြီးတော့သူနာပြုအလောက်ကဒုတိယအွေအများဆုံးဖြစ်ကအိုင်ဒီစိုက်ဘာလုံခြုံရေးဒေတာခွဲခြမ်းစိတ်ဖြာရေးစားတဲ့ဤပညာဆိုင်ရာအလောက်ကန်တွေကလည်းအရေးများဆုံးအလောက်ကန်20ထဲမှာပါဝင်ပါတယ်။ ပညာရေးအဖွဲ့အစည်းတွေနေနေနိုင်ငံတကာကျောင်းသားတွေကိုဆွေးဆောင်နိုင်မှုစာသင်ချင်းအချိန်ကြားတွေငွေကြေးအချိန်တွေလိုက်လျောညီထွေဖြစ်အောင်ဆောင်ရွက်ပေးသေးတယ်လို့လိလာသူတွေကအကြံပြုထားကြပါတယ်။ကနေဒါနိုင်ငံက2023ခုနှစ်မှာနိုင်ငံတကာကျောင်းသားတိတ္တမ3.4သိန်းကျော်လက်ခံခဲ့ပြီးအရင်နှစ်ထက်20ရာခိုင်နှုန်းတိုးလာပါတယ်။အဲ့ဒီကျောင်းသားဥယျာဉ်ထဲက47ရာခိုင်နှုန်းကအိန္ဒိယကျောင်းသားတွေဖြစ်ပြီးဒုတိယအများဆုံးက10ရာခိုင်နှုန်းရှိတဲ့တရုတ်ကျောင်းသားတွေပဲဖြစ်ပါတယ်။ အဲ့ဒီចောင်းသားတွေထဲက80ရာခိုင်နှုန်းကဘွေးရပြီးတာနဲ့အလောက်ကရရှိနိုင်မှုရည်ရွယ်ကြတယ်လို့သိရပါတယ်